ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဝင်းနဲ့ဖြစ်ပါတယ်မစ္စတာကိုကုတ်မင်းရနေချေစိုးလိုက်ပါတယ်နော်အဲကျွန်တော်တို့အရင်တော့ကရေဒီယိုဘက်ထရီတို့ဟာချက်ဘက်ထရီတို့လေးလာခဲ့ကြပြီနော်အဲဒီတစ်ခါကျကျွန်တော် Pset and Legend ပေါ့နော်အဲ့ဒါလေးလေးလာကြမယ်သူတို့ကတွဲရက်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ Pset ထဲမှာကျွန်တော် Legend ရှိရမယ်ပေါ့အဲ့တော့ Pset ဆိုတာဒီရေးလိုက်မယ်ဟဲ့လားအဲ့ Pset ဆိုတာလေးရေးလိုက်မယ်ဆိုလို့ရှိရင်ဘာရှိမလဲအဲ့တော့အဲ့ထဲမှာကျွန်တော်တို့ကထားပါတော့ H1 ဆိုပြီးတော့ Login ဆိုပြီးရေးလိုက်မယ်နော် Login Form ဆိုပြီးရေးကြည့်လိုက်မယ်ထားပါတော့နော် အဲထား submit form လို့ပဲရေးလိုက်ပါနော် sub mid submit form ပေါ့နော် okay save လိုက်မယ်အဲ save လိုက်မယ်ဆိုဒီမှာ submit form ဆိုဗီဒီယိုလိုမျိုးလေးရှိသွား။ तू က preset ဆိုတဲ့ကောင်ကဘယ်လိုခေါ်မလဲဆိုတော့ဒီ तू က down wine လေးနဲ့ border wine လေးနဲ့ဖြစ်သွားတယ်လို့ပေါ့နော်။ तू तू က border wine ပုံစံမျိုးလေးဖြစ်သွားတယ်။ border အုပ်လိုက်တာပေါ့နော်။ အဲသူထဲမှာထည့်လိုက်တဲ့ကောင်တွေကဖော်တာလေးနဲ့ဖြစ်သွားမယ်ဒီမှာဆိုရင်ပီတက်ကလေးလုတ်လိုက်မယ်အဲထဲမှာ LOI ရန်လိုရန်ဆိုပြီးထည့်လိုက်မယ်ပြီးရင်စစ်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့အဲဆမစ်ဖောင်ဆိုတဲ့ကောင်ကိုကျွန်တော်ကဘယ်လိုလုတ်ချင်လဲဆိုလို့ရှိရင်ဒီမင်းချောင်းလေးနဲ့တန်းနဲ့ထားချင်တယ်ဒီမင်းချောင်းရဲ့တန်းနဲ့ထားချင်တယ်ဆိုတော့ဘယ်လိုလုတ်လို့ရရလဲပေါ့အဲအဲ့ဒါလေးဘယ်လိုလုတ်ရရဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်ဒီဟာကိုခဏဟောပေါ့နော်ကတ်လုတ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာ legend ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ကထည့်လိုက်ပြီးတော့အဲထဲမှာဆောင်းတော့ကလုတ်ထားတဲ့ h1 ကိုပြန်ထည့်ကြည့်လိုက်မယ်ဒီမှာတွေ့လား အဲဒီတော့ဒီကြားထဲမှာရောက်သွားတယ်ဟဲ့လားအပေါ်မြင်းလေးနဲ့အပေါ်မြင်းလေးထဲမှာကန့်လန့်ပြတ်ဝင်သွားတယ်နော်အဲ့လိုမျိုးလေးဖြစ်သွားတယ် Okay အဲ့ဒါဆိုတော့ဒီမှာကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဒါပေမဲ့တခုရှိရာတော့ဒီနားလေးမှာ space လေးလွတ်နေတွေ့လားနေရာလေးလွတ်နေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ h1 ကိုတုံးထားလို့ပေါ့နော်ဒီလိုအဲ့ဒါကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်စစ်ကြည့်လိုက်မယ်အဲ့ဒီမှာအဲ့လွတ်တော့လွတ်တုံးပဲဗျာနော်နေရာလွတ်ကရှိတော့ရှိတော့ရှိတော့မယ် โอเคควินโดว์ซက်เนี่ยเปลี่ยนขอละมั้ยควินโดว์ซက်เนี่ยเปลี่ยนขอละมั้ยโอเคเสร็จไล่มั้ยเนาะเสร็จไล่มั้ยโอเคအဲ့တူကတော့စလုံးဆိုင်ပုံမူတည်ပြီးတော့အကြီးကြီးရင်ဒီတော့မှအများကြီးခြားတယ်ပေါ့နော်နည်းနည်းလေးရင်နည်းနည်းလေးခြားတယ်ပေါ့โอเคအဲ့ဒီရောက်မှကျွန်တော်ထားကြည့်လိုက်ဥမာထားပါတော့ input font လေးတစ်ခု input လေးတစ်ခုထားလိုက်မယ်ဆိုရင်ဘယ်လိုဘယ်လိုဖြစ်မလဲအဲ့ဒီလို input လေးပေါ့လာမှာပေါ့နော်အဲ့လိုမျိုးလေးရှိရယ်အဲ့ပြောချင်တာကကျွန်တော်တို့ဒီ preset တို့ legend တို့ဆိုတာကျွန်တော်တို့ဒီလို border ဂရုဂရုလေးတွေပေါ့နော်သက်ဆိုင်ရာဖောင်အတွက်ကျွန်တော်တို့ဂရုလေးနဲ့ထားခြင်းနဲ့ဆိုလို့ရှိရင်ဒီကောင်လေးကိုသုံးလို့ရတယ်နော်ဥပမာကျွန်တော်တို့ကထားပါတော့ feedback ဆိုပြီးရေးလိုက်မယ်ထားပါတော့နော်ဒီ content app ဆိုပြီးကျွန်တော်တို့ထားလို့ရတယ်ဗျာဒီနေရာမှာ contact app ဆိုပြီးကျွန်တော်တို့ဆက်သွယ်ပါပေါ့เนาะဥပမာကျွန်တော်တို့ဒီမှာ CNDACD contact USS ပေါ့ contact app ဆိုကြကျွန်တော်တို့ဆက်သွယ်ပါပေါ့အဲကျွန်တော်တို့ဆက်သွယ်ပါလို့ရေးလို့ရှိလို့ရှိရင်ကျွန်တော်တို့ဘာထည့်လဲ email တို့ email တို့စာတို့ဘာလို့ထည့်ကြရင်မလားဟုတ်တယ်မလားဒါဆိုရင် test ပေါ့เนาะအဲအမ test ချက်မယ်ပြီးလို့ရှိရင်ဒီမှာအဲဒီမှာငါတို့ကပြီးလို့ရှိရင် import ပါလဲ IMPUD import အီးမေးလ်ပြီးမှတိုက်ဟောပါတော့အီးမေးလ်ကိုယင်ထည့်လိုက်မယ်တိုက်က email ပေါ့เนาะ ီးရမေးရရင်အီးမေးနော်โอเคဒီနောက်ကငါတို့ပလေးဟိုတာထည့်ရမှာမလား PLC စပယ်ကောင်နော်ပလေးဟိုတာမလားပလေးဟိုတာ UR email ပေါ့အဲဟုတ်ဟုတ်နော် UR email ထည့်ရမှာအီးရမေးရရင် email ပေါ့အဲဒီလိုမျိုး email ပေါ့အဲသူ့ရဲ့ email ထည့်ပြီးတော့ဒါထားပါတော့ဒီကျွန်တော်တို့ဒါပြောမယ်ဆိုရင်အော်ဘောနော်ဆက်သွယ်ရဲဆိုပါဆိုပါနော်အဲသူထည့်ခြင်းနဲ့စဆိုလို့ရှင်ထားပါတော့ input နော် ် input touch ဟာလား THD တက်ဆိုပြီးရေးလိုက်မယ်အဒီ name တို့ ID တို့ကျွန်တော်တို့လောလောဆယ်မလို့သေးဆိုတော့ခဏဖြုတ်လိုက်နော်ဒီလိုမျိုးလေးပေါ့အဲဒါဆိုရင်ဒါသူ့ရဲ့ဟာပေါ့နော်သူ့ရဲ့စထည့်မယ်အဲ့တော့ play holder မှာဒါ your text ပေါ့နော် your text ဆိုပြီးတော့ငါတို့ထည့်လို့ရလာပဲဟဲ့လားဒီလိုမျိုးလေးပေါ့ငါတို့စုပြီးတော့သွားခြင်းတဲ့နေရာမှာဒီလိုမျိုးလုပ်လို့ရတယ်နော်အဒီနောက်ခုကငါတို့နည်းနည်းလေးဟောဖြစ်နေကတ်လွန်းနေဒီချားထဲမှာဘီယာလေးခင်းလိုက်ပေါ့နော်ဒါဆိုရင် break အဘိယာတစ်ခုတည်းခင်တာနဲ့တိတ်ပြီးတော့မထူချောင်းနှစ်ခုခင်းလိုက်မယ်အဲ့ဒီမှာနယ်လေးကွာသွားပြီ email ရဲ့ဒီမှာ text ရဲ့ဆိုဖြစ်သွားတယ်ပေါ့နော် okay အဲ့တကယ်လို့ content အထဲမှာနောက်ထပ်ဒါ legend ပေါ့နော်ဒီ piece ထဲမှာ legend တစ်ခုထည့်လိုက်တာ legend ထည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ legend ထည့်လိုက်တဲ့ကောင်က border ထဲမှာဝင်သွားတယ်ပေါ့နော်တကယ်လို့ငါတို့အဲ့ legend ထဲမှာပေါ့ဒီ pattern တစ်ခုထည့်ရင်ရောရနိုင်လားပေါ့နော်ဟို BUTT1 button click ဆိုပြီးရေးကြည့်လိုက် ဘတ်တန်ထည့်မယ်ဆိုရင်လည်းဒီမှန်ရတာပဲเนาะဒါပေမဲ့ငါတို့လိုချင်တာဘတ်တန်ကိုမထည့်ချင်เนาะ H1 ကိုပဲထည့်ချင်တာပြောချင်တာဘယ်တက်မဆိုဒီလက်ချက်ထဲမှာထည့်လို့ရရဲဆိုတော့ပြောချင်တာပေါ့เนาะ Okay နောက်တစ်ခုကဒီ free set ထဲမှာငါတို့ free set တစ်ခုထပ်ထည့်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဖီးဆက်တဲမှာဖီးဆက်ပြန်ထည့်လိုက်အဲ့ဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့ white queen ထဲမှာ white queen ပြန်ပါသွားတာပေါ့နော်အဲ့ဒါအောက်ဆုံးမှာပဲငါတို့ထကြည့်လိုက်မယ်ထားပါတော့ငါတို့ကဒီဒီလိုလုပ်လို့ရတယ်ကွာ အောက်ကဒါ ဒီမျိုးလေးလှုပ်လိုက်မယ်နော်အဲ့တော့ဖိဆက်တဲ့မှာဖိဆက်ပြန်ထည့်လိုက်မယ်အဲဒီဒီနောက်ခုကဘယ်လိုဖြစ်နေလဲကတ်လွန်းနေတယ်ကတ်လွန်းနေရဆိုတော့ငါတို့ထုံးစက်တိုက်တယောက်မှာ PR လေးဆင်းလိုက်မယ်ဟဲ့လား PR လေးနှစ်ချက်ဆင်းလိုက်မယ်အဲဒါဆိုနည်းနည်းလေးကြွားသွားပြီနော် Okay ဒီကဘာလုပ်မလဲဆိုလို့ရှိရင်ငါတို့ဖုန်းနံပါတ်လေးထည့်မယ်ဆိုပါဆိုအဲ့တော့ဖုန်းနံပါတ်လေးကိုဒီလိုလေးပြချင်နေဆိုရင်ဒီထဲမှာဘာလုပ်ပါတော့လက်ချက်ဆိုအကောင့်လေးရေးရမှာမဟုတ်လားနော်ဒီလိုမျိုးပေါ့ဒီဖိဆက်တဲ့မှာဒီလက်ချံရေးတယ်လို့ဒီဖိဆက်တဲ့မှာလည်းနောက်ထပ်လက်ချံလေးထည့်ပြရမယ်နော်အဲ့ဒီလက်ချံလေးကဘာလုပ်ပြရတော့သူကကန်းလန့်ဖြက်လေးနဲ့ဒီလိုမျိုးလေး ပြပေးမှာပေါ့နော်အဲ့တော့ငါတို့ကထားပါတော့အဲငါဖုန်းလို့ပေါ့နော် APH ကနေဖုန်းဖုန်းနံပါတ်လို့ပဲရေးလိုက်မယ်နော်အတိတ်ပဲတော့မရှိဘူးပေါ့ဒါပေမဲ့အသုံးချပုံလေးကိုကိုကမှတ်ထားပါပေါ့နော်အဖုန်းနံပါတ်ထဲဆိုပေါ့နော်အဲ့တော့ငါတို့ဒီမှာ input မှာတောင်းလိုက်မယ်ပေါ့နော်အဲ့တော့ဒီ user ရဲ့ဖုန်းနံပါတ်ကိုထောင်းမယ်ဆိုတော့ PH ဖုန်းနံပါတ်ကဘာရှိလားမရှိဘူးလားမသိဒီမှာနော်တစ်ချက်လောက်ဟိုလောက်ဖြတ်လိုက်မယ်ဖြတ်ပြီးရောငါတို့က IMPUT input PA လာပါလား တီးရန်လားမသိအော်တဲ့နော်ဒီလိုမျိုးလေးရှိဟုတ်တယ်အဒီမှာကြတော့ငါတို့ဖုန်းနံပါတ်ရှိမှာပေါ့နော်တီးရန်လို့ရေးလိုက်ရင်ဒါဖုန်းဖုန်းနံပါတ်ရိုက်တာအဖုန်းနံပါတ်လို့တော့ဒီမှာစာလေးပါရိုက်လို့ရတယ်အစင်းတော့ပြေးမနေဘူးပေါ့အော်ထားပါတော့နော်အဒီမှာပြောချင်တာဒီဖိဆက်ထဲမှာဒါဆိုရင်ဖိဆက်တခုဖိဆက်ကိုဒီမှာလက်ချက်နဲ့ပြရတယ်ဒီမှာဖိဆက်ထဲမှာနောက်တစ်ဖိဆက်တခုတွေ့လိုက်တော့ဒီမှာဘယ်လိုခေါ်မလဲကရုကရုလေးဖြစ်သွားပါတော့နော်ကရုထဲမှာကရုတခုဝင်သွားတယ်ဒီဒါကတော့ကရုတိုက်တယ်ပေါ့ဟုတ်လား အဲ့အဲ့လိုမျိုးလေးပေါ့အဲ့တော့နားလည်မယ်တော့တူပါတယ်နော်ဒီ pizza ဆိုတဲ့အကြောင်းလေးကိုနားလည်မယ်တူပါတယ်အဲ့လောလောဆယ်ကတော့အဲ၁၀၄လောက်ပါပဲနော်အဲ့တော့ဒီမှာငါတို့ကထားပါတော့ဒီမှာ play holder လေးနဲ့ထည့်ခြင်းလေဆိုရင်ဒါ your phone number ပေါ့နော် your phone and umber okay ဒီမျိုးလေးဖြစ်သွားမှာပေါ့နော် okay အဆင်ပြေမလားနော်အဆင်ပြေမယ်နော်အဲ့ဒီနောက်ထပ်အပိုင်းကတော့ဘာဘာရောက်သွားပြီလဲဆိုလို့ရှိရင်ကျွန်တော်တို့ ဟိုပါဗော image တက်တီအကြောင်းကိုရောက်သွားမယ်ဗောနော် link တို့ image တို့ video တို့ audio တို့เนาะအဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးပြောပေးမယ်ဆိုတော့ဒီ video လေးရတော့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်ပါမယ်ဗောနော်အားလုံးပဲနောက် video မှာပြန်လည်တွေ့ချင်ပါတယ်ပတ်ပိုင်းပါ